အေးဒီလောက်ဆင်းရဲပြီကိုကိုယ်တိုင်ငားနေရတာတော့ဒကမကြီးတို့မှစုသိန်းတရာလောက်ကိုဆရာတော်လှူရဲဆိုတာဒကမကြီးကမဟုတ်ဘူးတာနာကိုယ်ခဲပြီးတော့ဒီနတ်စင်နေပုံပေါ်လက်ခံနေရပဲလားဟုတ်မှောက်ဖို့ခုံမပြအင်းနတ်ဘူရောမေရော အာစုံနေတာပဲလေအားလုံးပဲမင်္ဂလာပါမိုးရဲ့ channel လေးကိုကြိုဆိုလိုက်ပါတယ်မိုးတီလေးတစ်စက်ပြီးကျန်တဲ့ဗီဒီယိုလေးကတော့ line ပေါ်မှာဝေဖန်မှုတွေမြင့်တက်နေတယ်တိတ်မြ30ရရှိသွားတယ်ဓမ္မစကူးကျောင်းသူလေးအင်တာဗျူတို့အိမ်ကိုဗုဒ္ဓဂုံရီဆရာတော်ကတွားရောက်ပြီးတော့အင်တာဗျူခဲ့တယ်ပေါ့နော်ဒီအပေါ်မှာမဆိုင်တဲ့ဟာဒီပါအင်တာဗျူလို့အခုဆိုရင်တော့ဝေဖန်မှုတွေမြင့်တက်နေရပဲဖြစ်ပါတယ်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့အပြည့်စုံပါတယ်ပေါ့နော်ကြည့်တဲ့မျိုးတွေလည်းပို့တဲ့တင်ကားကရအောင်လို့ပြန်လည်ညှောင်းလိုက်တာပဲဖြစ်ပါတယ်ဒါဆိုတော့ဗီဒီယိုလေးကိုစာလိုက်ကြရအောင်နော် ြောင်းမနေ့ကမဆက်ခဲ့တာမဟုတ်ဘူးတပီတော့အဲ့သူစုရထားတဲ့ပတ်စံလေးနဲ့ဒီဆိုလာလေးတွေပဲဦးလေးသွားဝယ်ပြီးခါဟောဘလောက်ကုန်သွားလဲဘလောက်ကုန်သွားလဲဆိုတော့16စခုနဲ့ဒီမိဘကပုံသွားရဲ့ဗျာအေးဒီလောက်ရှင်းရပြီကိုကိုယ်တိုင်ငားနေရတာဟိုတောင်ဒီမိုက်တို့မှာစုသိန်း100လောက်ကိုဆရာတော်လှူတယ်ဆိုတာနည်းတဲ့တတ္တိ100မဟုတ်ဘူးဗျာဟိုနေသိန်းလဲကို60ဗျာအေးသိန်းလဲကို60ဟုတ်ကားပြင်မိုးက9သိန်းဖြစ်ရအေးဗောဟိုသူ့ဆရာမလေးတွေကိုတရား သသိန်းဖျား900ဟုတ်ပြီဗောနောက်မြောဟိုတတိတော်တို့ပွဲလုပ်လို့ရှင်လေအဲ့အတွက်20ဖုံဖုံအပ်ထားလိုက်ပါတယ်ပွဲလုပ်တယ်ဆိုတာသူရကုန်ပြီပွဲဆိုတာကိုကုန်ပြီပွဲကိုကိုကပြန်ပြီးပတ်သက်နဲ့လုပ်ရတာဆရာဆရာကိုကလုံးကိုပြန်ပြီးကုန်ပြီမှာဆိုတယ်အော်ဒီဘကြံတဲ့လူတွေရောအေးပါဗျာအေးပါ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 ဘာပြောမြင့်မြတ်ပါလေသမီးဒါပေမဲ့ဒါဘုံဘုံကတော့ယူသားပြောရရင်တို့ဒီစင်ရဲလို့ပါသမီးရဲ့ နော်ဘာပဲပြောသမီးရဲ့ကျူသာမှုကအဲကြောက်ကောင်းတပွင့်လို့ပါပဲအဲတကယ်လည်းတန်မှုကြီးပါလေသမီးကိုလည်းဆက်လက်ပြီးတော့တနိုင်ငံလုံးကစောင့်ရှောက်စေချင်ပါလေဒကမကြီးတို့ဆက်သွဲ့မယ်ဆိုဘယ်ဟိုဖုံးဆက်ပြီးလာပြီးတော့လှူဒါန်းလို့ရတယ်ဖုံးမိုးလည်းဆက်ကြလဲပါဗျာဖုံးမိုးရဲ့ဖုန်းနံပါတ်ကသမီးကပြောနေဖုံးမိုးကမတည်ဘူးခဲတဲ့သမီးကအားနေရဖြစ်ပြီး ကိုဖုံမွေးဖုန်းနံပါတ်ကိုပြီးမှာပေါ့ဟွန်းဟွန်းဟွန်းဖုံမွေးထဲမှာလည်းဖုန်းနံပါတ်တွေရှိပါတယ်အဲဆိုတော့ကိုကဖုံမွေးအောက်ကဖြစ်နေပြီးတော့ဩအဲကောင်းပါပြီအဲ့တော့ဒကမကြီးရယ်ဘာပြောပြောဟလာဦးဇင်းတို့ဦးဇင်းတို့နိုင်ငံရဲ့ယက်တီမှုအခြေအနေဒါသမီးလေးအငယ်ဆုံးအဲ့တော့သာသမီတွေကလည်းသူတို့အိမ်အောင်တွေကြာတော့အလုပ်တွေလုပ်ကုန်မလားမနေ့ကမနေ့ကကြာသွားပါလေမနေ့ကကြာပါတယ်ခင်ဗျာမနေ့ကကြာပါပါ ူတို့ဟောဘာတွေလောက်ကြလဲတော်လဲအမေအကြီးဆုံးကတော့ तू ကအဲ့ဒီဘယ်ဘယ်ဘာယူလို့ကောင်းမှရှိလို့ ီပြောပါပြောပါပြောပါအကြီးဆုံးသမီးလေးကတော့ဘွဲရတယ်ခင်ဗျာဩသူကအဲ့ဒီသူတက်တဲ့ကိုယ်ပိုင်ကျောင်းမှာပဲစာသင်နေရပုံပြဩစာသင်တော့ဆရာမပြန်လောက်တာလားတင်မဗျာအော်မဆိုးဘူးပဲအင်း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 အဲ့ဟိုကျန်တဲ့သမီးလေးကတော့ဆက်ရုံရှင်းနေခင်ဗျာအေးဘုံအေးဘုံဒါကြောင့်မရက်တီရတာပေါ့တခါကြီးရကအသက်60ကျော်သွားပြီတင်ပါဗျာဘယ်တော့60ဦးစင်းတော့ကြီးတယ်အေးရောက်တယ်ဦးစင်းတော့ကြီးတယ်အေးပါပဲပြောပြောပေါ့လေဒီလိုလေးကြူသားခွင့်ရင်ဒါလည်းကံလိုတယ်နော် ဟိုကမိုင်းကစုတ်တာကောင်မလေးနဲ့တမတ်ကျော်ပဲกว่าလीဟုတ်တယ်မလားလေသူလည်းသူ့ကိုသူတော့သူလိုအပ်တယ်ဆိုတော့ပုံမှာသူပြောပြတယ်လေခုနမှန်ပါဗျာဘာပြောဦးဇင်းကဒါလေးကိုလာပြီးတော့ဟိုအင်တာဗျူးလဲဆိုတာဘဝကိုလာကြည့်တာပေါ့မှန်ပါဗျာဟုတ်တယ်မလားဒါအတိုင်းပြည်ရဲ့အဲအခြေအနေနဲ့ပေါ့နော်မှန်ပါဗျာရှိနေတဲ့ထက်က ဒကမကြီးကမဟုတ်ဘူးသာသနာကိုယ်ပဲပြီးတော့ဒီနတ်စင်နေပုံပေါ်လက်ခံနေတာပဲလားမဟုတ်ဘူးခမမကြီးကဒီတော့လေအဲ့လိုမျိုးလေးလေဒီသိကြီးရဲ့ဒီမလုံနိုင်ပြီပါဦးခင်ဗျာအဲ့တော့အခုသမီးလေးကိုအဲ့လိုတတိတော်တို့အားနေလို့သမီးလေးကိုငငယ်လေးကပတ်မိုးပေးတာပါခင်ဗျာအဲ့လိုမျိုးသိအောင်လို့ငားလဲအောင်ရော့တက်အောင်လို့ဆိုပြီးတော့အဲ့လိုတောက်ဖို့တော့အဲ့လိုတောက်ဖို့မှန်ကူတတိတော်ရောက်တာအဲ့ကြောင်ရောက်တာပါခင်ဗျာအဲ့လိုမျိုးဝိဘုံဘုံတန်တနာရဲ့ဘာကြီးတတိတော်ငုံငုံသေးပါဦးခင်ဗျာဟုတ်ဘုံလေးစောင့်အောင်လောက်ပါပဲခင်ဗျာအဲ့ကြောင် တခါကြီးဆိုပို့ပြီးတော့အားနေပါတယ်ခင်ဗျာ။ကရင်ဆိုတော့တင်မပါဗျာ။အဲ့ဒါကြောင့်တတိတော်အဖေရတော့လေဆုံးလာသွားတယ်။သူတတိတော်မွေးပြီးခဲ့ရတယ်။တရားထိုင်တာတနေ့လေးချိန်တော့ဖိုင်ပါတယ်ပေါ့ပေါ့။ဒါမှမဟုတ်တတိတော်လို့အဲ့လိုက်မရလိုက်ပါဘူးခင်ဗျာ။ဘာပြောပြောအယူစင်ကြခြင်းလို့ခေါ်တာဟုတ်။တင်မပါဗျာ။အဲဦးဇင်းတို့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာလို့ပြောပြီးတော့နတ်ဘိုးတော်မေတော်အာစုံနေတာပဲလေဒီဖရာဇတ်တော်ရင်းနဲ့ပေါင်း အဲဖျားတယ်မာလဲကြောင်းတယ်မာလဲအလူပဲနဂါးကြီးတိုက်ပြီးအဓာတ်ကြီးနဲ့ဒီစုံသွားတယ်အဲကြတော့ဦးဇင်းတို့ကတမာဒိဋ္ဌိပေါ့မှန်ကန်တဲ့အယူမရှိရင်ဘုရားဘာသာလို့မခေါ်တော့အဲ့တော့ခုနကလို့ဒီဟိုအစိမ့်လေးကြီးကိုယ်ွယ်နေရတာအဲ့လိုပေါ့တကူရှင်ကေတင်ရှင်ကြီးကိုယ်ွယ်နေကြတယ်မလွတ်မြောက်တဲ့ဘဝတွေဖြစ်တော့တန်တရားလည်း လဲရတော့တာပေါ့မှန်ပါဗျာဦးဇင်းအဲ့လိုမဖြစ်စေချင်လို့သာပြောတာပေါ့မှန်ပါဗျာဦးဇင်းတို့မဟုတ်ဆရာတော်ဘုရားငါသူ့ဘက်ယောက်ျားမိန်းမမရှိလို့တော့ပြောရလေမှန်ပါဗျာနတ်စင်ဒီဘိုးတော်ဒီပုပ်ဘူးဒီဘာမှမရှိတော့ဘူးလေမှန်ပါဗျာအဲ့လိုအဲ့လိုကောင်းပါပြီအယူစင်ကြပါသေးပေါ့မှန်ပါဗျာတင်ပါဗျာသမီးလဲအဲ့ဒါမျိုးအတိအောင်တော့လုံးအဲ့ဒါကတော့သမီးလေးကိုသိအောင်လို့ဆိုပြီးတော့ဒီရောမသိပြင်မှာလဲတမီးတို့တိအောင်လို့ဆိုပြီးတော့အဲ့လိုပုတ်ပြီးရပါဘူး။အေးပါအေးပါ။ဒကာကြီးကဘာလုပ်တယ်လို့ဒီလို။ဒီရောဘာမှမလုပ်။အရင်ကတည်းကသမင်းချက်ပေးရဖို့။ဒကာကြီးရောဘာလုပ်တော့။ဒကာကြီးကလည်းဘာမှမလုပ်တော့ဘူး။အရင်တော့က အရင်တော့ရွာမှာလည်းပဲလောက်တာပါဗျာ။ဩရန်ကုန်ဘလို့ရောက်လာတော့ရန်ကုန်ဟိုမှာစီးပွားရေးတွေအဆင်ပြေပြီးဒီမှာခလေးတွေစက်ရုံစင်းတို့လိုက်လာတာပါဗျာ။ဩဟုတ်ပြီဟုတ်ပြီဟုတ်ပြီ။ဟင်းဟင်းဘောတိုင်းပြည်ရဲ့သဘောအရာလဲစေယုံလေးုံရှိရနေအောင်ဝန်ထမ်းတွေလာစီအဲမိဘတွေတာသမီတွေရှိရလေးနဲ့စားမဝရည်စားလေးနဲ့ပဲရက်တည်ကြတာပေါ့အဲကြတဲ့မှာခုနကလူအကြောင်းတရားလေးစုံတော့လည်းကောင်းတယ်ဘာလို့တနိုင်ငံလုံးမှာသူနာစုံတဲ့ဘုရဝင်ဆူရတယ် ရတဲ့ပတ်စံတဲ့ကောကိုအိမ်တစ်လုံးအဲအခုချိန်မှာနေမှာအိမ်ဝိုင်းဝင်မှာဆိုဘလောက်ရှိတယ်ဒီနောက်မှာဆိုလို့ရှိရင်အဲညီခွက်ကတော့ဆိုတော့80လောက်ရှိတယ်။အေးလေကဲဥမာဆိုတော့ကမာကြီးမှာအခုရတာတမိအတွက်သိန်း200ကျော်ရတယ်လေ။ရှင်ပါဗျာ။အဲအဲ့ဒီကတစ်ခွက်လောက်တော့ဝယ်ထားတင်တာပေါ့။ရှင်ပါဗျာ။အဲအဲ့ဒါလေးပြီး20ပြီး60လား။ရှင်ပါဗျာ။ပြီး20ပြီး60ပါ။အေးပေါ့အေးပေါ့အေးပေါ့။ဟိုပြောချင်တာကတော့ဒီလိုပါ ကိုသမီးလေးရဲ့ဘဝကိုဦးစင်ဝင်ကြည့်တော့ဖမိုးဝင်ကြည့်တော့ဖမိုးကဒီလိုတင်ပြပေးနိုင်တာရဲ့မြန်မာနိုင်ငံမှာဒီလိုပဲမပြည့်စုံကြပါမယ်တော်တဲ့သမီးလေးကိုဆက်ပြီးတော့ထောက်ပံ့တဲ့ပုံစံမျိုးဖြစ်စေချင်တာပါတင်ပါဗျာတကယ်တော့အခုရှိပြီးသားမှအောင်ဖို့ဒါကလိုက်တာမှာနော်တင်ပါဗျာအဲဟိုတော့ဘုမရှိပြည်သားလေးထားတာဗုဒ္ဓမာမကအရှင်သုံးဒရဟုတ်လားတေမဖြစ်သူနန္ဒနော်အေးဟိုတော့ဘုမကရေးတာမှာ အဲသူ့ရဲ့ဖုန်းနံပါတ်က39 39 39 9 9 6669ဒါသမီးလေးကိုဆက်သွယ်ခြင်းရယ်အဲဥစဉ်ထပ်ပြောပြီးတော့ပေါ့39 66 63လုံး3934အဲ့နှလုံးနောက်တလုံးက39 439 439 999 434 399 999 999အဲ့ဒါကတော့ဥစဉ်အခုရောက်နေတဲ့ တမီးလေးဣကြဗျူဒီမိုင်းနာမည်ကတမမိုးခိုင်တော့မိုးမိုးခိုင်ပေါ့အဲအဲဘာပြောပြောအဲ့ဒါလေးကိုဦးဇင်းတင်ပြပြီးတာတနိုင်ငံလုံးမှာရှိတဲ့ကျူစားနေတဲ့မြန်မာနိုင်ငံလူငယ်တွေထက်မြက်တဲ့လူငယ်တွေဆရာကောင်းအောက်ကိုရောက်ပြီးတော့ဥတုနန္ဒရဲ့ကျူစားမှုကြောင့်တမီးလေးဟာအော်တနိုင်ငံလုံးမှာဆူရတော့အခုဆိုမီဒီယာတွေအင်တာဗျူးတွေတောက်လျှောက်လာနေရတယ်ပေါ့ ဗုဒ္ဓမာမကပဲမှတ်လိုက်တာကောင်းပါတယ်ဟုတ်ပြီလိုင်းသာယာလို့ထည့်ရဥတုနန္ဒဟာတဲ့နောက်တစ်လုံးနာဒုနန္ဒဟောဆရာတော်ရဲ့ကျူသာမှုကအံ့ဩလောက်ပါတယ်စုလေရအောင်လုပ်ပြီးတယ်ဆောရဒကမကြီးကဦးဇင်းနဲ့တွေ့တော့မှာပေါ့ အခုသမီးလေးကိုလည်းဥစဉ်ဖြူးနေတယ်ပေါ့အခုစားအိမ်လိုက်လာပြီပေါ့ဒကမကြီးဥစဉ်ဘာပြောချင်တယ်လဲဥစဉ်နေနေပြောရတာတွေကဟိုရင်မချိအောင်ခံစားရတယ်ဆိုလို့ဥစဉ်မှာဆင်းရဲတဲ့ဘဝနေခဲ့ရတယ်ဒါပေမဲ့ဥစဉ်ကြောင့်အောင်မြင်ခဲ့ဒါပေမဲ့ဥစဉ်စွန့်ခဲ့တယ်ဒါပေမဲ့ဥစဉ်တို့ကဘောရဘာသာဆိုပြီးတော့မွဲနေတာရောရတာလုံနေတာဟိုကောင်ဘာနဲ့ဖွင့်တာလဲဒါနဲ့ဖွင့်တာပဲလားဟုတ်ပါဘူးခမုံတော့ဆိုလာတတိယရှိတယ်ခမုံကလည်းကြာပြီခမုံတနည်းကျော်လာရှိတယ်။ဟုတ်တယ်လည်းတုံးရတယ်ပေါ့။ဆိုလာနင်းနေပဲလောက်ရတာပေါ့။ဟုတ်ပါဘူး။ นี่แหละสนปูพี่รอเป็นมาครับญาติจ๋าญาติจ๋าไม่ย่าหรอกพี่อ่ะอ่ะกงมาโซลาตะตะลีสออายไอ้บ่เมียนางงานตุเมียนางงานเนี่ยลุกซ้าได้อ่ะဖြစ်นะกูนางงานกูก็ดีถั่วนานปูกองนะไอ้เราแกပြောบ่าวธรรมะนี่แหละอุเซนพุทธบาราเสี่ยวรอตะบ้านนี่นะกูตะมี้รู้ลาพี่รอมีเดียเนี่ยไม่ตู่ได้ปုံสันเนี่ยอุเซนอินเทอร์วิวได้บ่ใช่มั้ยครับบาจองเลยตัวอุเซนก็ขันซ้าพี่รอน้าเน่ล่ะบ่ မျက်ရည်ကျမှတနာစရာမဟုတ်ဘူးတင်ပါဗျာဦးဇင်းကကိုယ့်ရဲ့ကြိုးစားမှုဟာအားလုံးရဲ့ထိတ်ဖြစ်အောင်လုပ်စီခြင်းလို့ကြိုးစားနေတဲ့သူအတွက်ကလောကဆောင်းလျှောက်ပါတယ်အဓမ္မကြီးများဘာပြောခြင်းသိလဲလို့အခုဦးဇင်းအိမ်ရောက်ဖူးသွားပြီးတမီလေးအခုရတဲ့စုအများကြီးပဲဒါပေမဲ့တကယ်တော့လေခုံမဲရတာပါဒါတွေကအကုန်လုံးနောက်တဲ့ကြိုးကြည့်ပဲ့ကုန်ဦးဇင်းသမီးလည်းပထမလေးပဲရတယ်တော်တယ်ဦးဇင်းကတော့လူပါစုဝါးကြီးအောင်မြင်တော့တာသမီးလည်းအဲ့လိုပေါ့ ်ပန့်ဖို့လို့တော်တာပေါ့ဒါမှလည်းသူလည်းတအားကြူစားတယ်၆ပါးသာဂုံလူရှင်အလိုအလိုပြောကြင်တာအလိုတော်တဲ့သမီးလေးတွေကိုမတတ်နိုင်တဲ့သူတွေတတ်နိုင်နေတာဆောင်းလျှောက်တာတော့လည်းမရှိဘူးအဲ့ဒါကမှအဥစနဲ့တွေ့တော့မှဘာမှပြောချင်မိလဲမပြောတတ်ပါဘူးမပြောတတ်ပါအေးအေးဒီသမီးလည်းတော့ဘလို့ဂုံယူလဲဝမ်းသာတာပေါ့ခင်ဗျာအခုလိုမျိုးဟိုဤသူတွေရော ခမုံတို့ရောအကုန်လုံးအခုရွာသူရွာသားတွေရောအဲ့လိုမျိုးလေရွာသူရွာသားဆိုတာရွာသူရွာရွာလူကြီးရလဲလိုင်းမောင်းနေကြီးအဒီရလူကြီးဟုတ်ကဲ့ဘုန်းတော်တည်းလိုက်ရှာအခုနေတဲ့ရွာပြီးတော့ဒီမှာပြန်ဆန်းကြတာတော်တော်လေးကိုဝမ်းသာပါလေခင်ဗျာဒီမှာအေးပါ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 သူမြေလဲဆက်ကြူစားမှာနော်ကဲကောင်းပြီသမီးရကိုဟုတ်ကဲ့ပါမျိုးတို့ရေပိုးရဲ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီဒမတ်စကူကျောင်းသူလေးအစ်ကြပြုလို့အင်ကို ဗုဒ္ဓဂုံကြီးဆရာတော်ကတော့ရအင်တာဗျူးခဲ့တယ်ပေါ့နော်ဒီလိုအင်တာဗျူးခဲ့လို့လဲလိုင်းပေါ်မှာနာမည်ကြီးနေတယ်ဒီမဆိုင်တာတွေကိုဝင်ပြောလို့ဆိုပြီးတော့ဗုဒ္ဓဂုံကြီးဆရာတော်ကိုဝိုင်းပြောဆိုထားတယ်ပေါ့နော်ကြည့်နေတဲ့အမျိုးတွေလဲဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ဝေဖန်အကြံပြုခဲ့လို့ရပါရဲ့ရှင့်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်ဆက်ချက်ကလေးတွေလဲဗီဒီယိုလေးရအမကောမန့်လေးရေးခဲ့ပြီးတော့ရပါရဲ့ရှင့်နောက်ထပ်လဲမူဆက်လီတတိယဟာတပ်ဗီဒီယိုလေးဘူတူတန်ရဲ့ဆက်ဗီဒီယိုလေးကိုနေ့စဉ်နဲ့တက်ဆက်ပေးသားမှာမို့မိုးချန်နယ်လေးကိုလိုင်းစခရင်နဲ့တပ်ဖို့တောင်းဆိုပါရဲ့ရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တာ